တကယ်တော့အဲ့ဒါဟာလေးဝက်ချက်မဟုတ်တော့ပါဘူးငင်းပွားစရာအချက်လည်းမဟုတ်ပါဘူးသူကိုယ်တိုင်ကသူဟောတဲ့တရားတွေထဲမှာမကြာခဏထဲ့ဟောလွန်းလို့လူအများသိနေကြပြီးသားပါတကယ်တော့မျက်စိစုံမိတ်ညင်နေကြတာဟာမယုံကျင်ကြလို့ပါမယုံရဲကြလို့ပါတိရကုဆရာတော်ဟာဘလောက်ထိတောင်မှပြောတယ်လဲဆိုရင်ရိုဟင်ဂျာတွေ200လောက်ပဲတည်တာဘာမှလူမျိုးမတုံးဘူးလူမျိုးတုံးဖို့အဝေးရှိရှိသေးတယ်လို့တောင်မှပြောပါတယ်ဒါအပြင်တိရကုဆရာတော်ဟာကြေးကလားတွေကိုတတ်တာ ငရဲမကြည့်ဘူးငါးပါးတီလာမလုံတဲ့လူတွေကိုတတ်တာဟာငရဲမကြည့်ဘူးလို့လူသိရှင်ချာဟောပြောခဲ့တဲ့သူပါအဲ့ဒါလို့ဟောပြောတာဟာတချိန်လည်းမကပါဘူး online မှာအခုရှာကြည့်တာတောင်မှ video နှမျိုး အခုထိတွေ့နေရပါသေးတယ်ညသကောင်ရအိမ်မပြောဘူးဘာဖြစ်လဲလို့ဆိုတော့ငါတတ်လိုက်တာစံကျေပဲခြေကလာတမဲတယ်ပန်းပေါင်းများစွာသိသွားတယ် အဲ့ဒီအကုသိုလ်ကြီးအတွက်တော့ငါပဲလေးပါးမှာခံရတော့မှာပဲစိတ်ပန်းစိတ်တဲလို့ပန်းနာကတပြုနိုင်ငံပြန်လေးထူတော်မှုပန်းနာကတပြုတမဲရံကိုတွန်းလှန်ပြီးတော့တကကာကွယ်ဖို့ရံပင်ပန်းနာတမျိုးအကုသိုလ်ကိုတွင်းပြီးတော့ပင်ပန်းနာတမျိုးသမ်းပေါင်းများစွာသေသွားတဲ့စစ်ပွဲကြီးတို့အဲ့ဒါပူပန်းနေတာကို တော်မှာတောင်းမာနေတဲ့အဘိဓိယရတဲ့ယဟန္တာကြီးတွေကသိတော်မူသွားတယ်တဲ့ဘယ်သူတွေယဟန္တာကြီးတွေကမင်းကြီးကိုအမြဲတမ်းကြည့်ရှုစောင့်ရှောက်နေတယ်ဆိုတာနားလည်ရမယ်နော်ယဟန္တာကြီးတွေရဲ့မေတ္တာကိုကောင်းကောင်းကြီးရသိတော်မူသွားတဲ့အတွက်ကြောင့်ယဟန္တာကြီး၈ပါးသကောင်ရန်ကြွလာတယ် နန္ဒပေါကတက္ကစကိုတကားဖွင့်ခိုင်းတယ်ဘသူလဲတန်ဃာတော်မြတ်မင်းကြီးကိုသတင်းပို့ဖွင့်ပေးလိုက်တန်ဃာတော်တွေဝင်သွားတယ်မင်းကြီးအိမ်မပြောဘူးလားအိမ်မပြောဘူးဘာဖြစ်လဲရှိတ်ပူတယ်လုံပြီးတဲ့အကုသိုလ်ကြီးခန္ဓာတော်မှာပဲလို့စိတ်ပူတယ်ဆိုတော့ယန္တာ၈ပါးကပြောတယ်မင်းကြီးဘာမှမပူနဲ့အကုသိုလ်နည်းနည်းလေးပဲဖြစ်တယ်ဘာဖြစ်လဲအကုသိုလ်နည်းနည်းလေးဖြစ်တယ် မင်းသားလိုက်တာသံပေါင်းများစွာပြည့်ပြီမယ်တကယ်လူစင်စစ်ကတယောက်နဲ့တစ်ပိုင်းပဲပါတယ်တဲ့လူပိသားတဲ့လူကဘလောက်ကျိုးကြောင်ဝင်ရောက်လာတဲ့အဲ့ဒီခြေကလာတမယ်ဒီထဲမှာငါမသီလနဲ့ဆောက်တည်တဲ့လူကတယောက်ငါမသီလနဲ့တရဏဂုံတွဲဆောက်တည်တဲ့လူကတယောက်ဒါပဲပါအမိန်ကြီးရဟန္တာမို့လို့သိတာနော် ပြောငါးပါးသီလစောက်တည်သူကသီလပါ